ကျွန်တော်ဟာနှလုံးရောဂါအသည်တယောက်ထက်ပိုခဲ့ပါတယ်။ပရိသတ်များဝင်းဝင်လာများမန်ချက်စတာဖောဝါ့စ်ဆောင်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါတယ်။ကရစ်ဆောင်ဂျုံခွဲရတဲ့လောကဒမတာဟာဘောလုံးလောကမှာတော့ပိုပြီးနှိမ်မြနေပြီးမျက်စိတမိတ်အတွင်းမှာရင်ကစားမတွေရောက်လာလိုက်ပြန်ထွက်သွားလိုက်တဲ့ကြိုးဆိုခြင်းမောင်းများစွာခွဲခွာခြင်းမောင်းများစွာကိုရာသီတိုင်းမှာမြင်တွေ့ကြပါတယ်။မန်ချက်စတာတိုင်းချက်ဟာနီးပြားအသည်နဲ့ခေတ်တစ်ခုကိုတည်ဆောက်တော့မှာပါ။ဒါကြောင့်အသင်းရဲ့ရွှေရောင်လေးတွေစီကိုရှောင်းလန်းရမှာအာသစ်တွေလောင်းပြီးအသင်းအတွက်ဒါနာမီကစားပေးနိုင်မယ့်ကစားမအသစ်တွေကိုခေါ်ယူနိုင်ဖို့အရေးကြီးပါတယ်။ ယူနိုက်တက်ဟာကစားမတွေတော်တော်များများကိုရောင်းချသွားဖို့ပြင်ဆင်နေတယ်လို့တချို့စာချုပ်ကုံဆုံးကြမဲ့ကစားမတွေကိုလည်းအတင်းကနေထွက်ခွာခွင့်ပေးလိုက်တော့မှာပါဒီကစားမတွေမှာဒိမတ်တာဂျီခရစ်ရှန်အရီဆင်လည်းပါဝင်နေပါတယ်အရီဆင်အားသူ့ရဲ့ကစားမဘွားတစ်စိချိုးအပြောင်းလဲကိုယူနိုက်တက်မှာဖျက်ဆီးခဲ့ရတာကြောင့်အရင်လိုထွက်ခွာသွားတဲ့အချိန်မှာအမတ်တရားတွေအများကြီးကိုတနေ့တပိုးနဲ့အသေးဆောင်သွားနိုင်မှာပါအဘိစင်ကသူ့ရဲ့ United နဲ့နောက်ဆုံး interview မှာသူဟာနှလုံးဖောက်ခဲ့ပြီးနောက်ပိုင်း United မှာဖြတ်သန်းခဲ့တဲ့သူ့ရဲ့ကစားမဘွားအတွက်ခုံအောင်ပြောလာခဲ့ပါတယ် ။အရေးစင်အားမချစ်ဆောင်တဲ့တက်မှာ၃နှစ်ကြာကစားခဲ့ပြီးတဲ့နောက် O12 ကနောက်ဆုံးပွဲစဉ်မှာ Aston Villa ဘက်ကိုဂိုးသွင်းပြီးတင်းနီပြိတက်ကိုနှုတ်ဆက်ခဲ့ပါတယ်။ထလားကြာမှာတော့အရေးစင်အား United ဘာရုပ်သက်လိုင်း MUTV ကနေအသင်းအတွက်နောက်ဆုံးအင်တာဗျူးကိုဖြေပေးခဲ့ပါတယ်။အရေးစင်အား2021ခုနှစ်တုန်းကဥရောပချန်ပီယံရှစ်ကစားရင်ဒိမန်နဲ့ပွဲစဉ်မှာကွင်းထဲလဲကြာသတိလစ်ပြီးနှလုံးဆက်တက်ခဲ့ရပါတယ်။အရေးစင်အားဒီလိုအခြေအနေကနေကြံ့ခိုင်မှုပြန်လဲပြေးဝလာခဲ့ပြီး Inter Milan ကနေထွက်ခွာလာခဲ့ပါတယ်။ အရင်စင်အောင်သူရဲ့ကစားမဘွားကို Brandfor မှာပြန်လည်တည်ဆောက်ရင်းပြမအခြေလမ်းကိုစတင်ခဲ့ပါတယ်။အိုင်နောက်2020နှစ်နွေရာသီမှာ United ကိုပြီးသက်ပြောင်းရွှေ့လာခဲ့ပြီးတဲနီတက်တာတယောက်ဖြင့်ဂုံစရာနေရတီကိုဖျက်ဆီးခဲ့ပါတယ်။ကျွန်တော်ကဘောလုံးမတယောက်ဆိုတာတက်တင်ပြနိုင်ခဲ့ပြီလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ကနှလုံးရောဂါတယောက်ထက်ပိုခဲ့ပါတယ်။ကျွန်တော်ကကစားမတယောက်ပါ။ဒါကကျွန်တော်တကယ်ဂုံယူမိတဲ့အရာပါပဲလို့အရင်စင်ကပြောပြလာခဲ့ပါတယ်။ခက်ခဲခဲ့တဲ့အချိန်တွေကိုကြော်ဖြတ်ခဲ့ရတဲ့လူတယောက်အတွက်ကိုဘလိုလူလဲဆိုတာတက်တင်ပြဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ဆန္ဒရှင်တော့အရာအလုံးကိုပြောင်းလဲနိုင်ပါရင်အမောင်မိုင်စုံချိန်ဒီမှာတော့အယ်ရီစင်ကတော့ကောင်းတာလေးတွေများများတွင်မချစ်ဆောင်တိုင်းထက်မှလည်းဒီပုံစံတိုင်းဖြစ်သွမ်းခဲ့ပါရင်ကိစ္စတော်တော်များကိုအချိန်ကကုစားသွားမှာပါဒါကကစားမရင်ပြန်လာနိုင်ကြပြီအရင်လိုခြေစွမ်းပြန်ရကြတဲ့ပုံစံပဲလို့အယ်ရီစင်ကပြောသွားခဲ့ပါရင်အယ်ရီစင်ကမချစ်ဆောင်တိုင်းတဲ့နဲ့တူ2023မှာကာရာဘောင်းဖလားရရှိခဲ့ပြီး2024မှာတော့ FA Cup ရရှိခဲ့ပါရင်ဒါအပြင် United ဟာ2023မှာ FA Cup Final ရောက်ရှိခဲ့သလိုပြီးခဲ့တဲ့ရာသီမှာလည်း Europa League Final အထိရောက်ရှိခဲ့ပါသေးတယ် ။အော်ထရက်ဖို့မှာကျွန်တော်ကစားနေတော့အမတ်ရအကောင်းတွေအများကြီး special ပွဲတွေအများကြီးထူးရှယ်လူတွေအများကြီးနဲ့တွေ့ကြုံခဲ့ရပါတယ်။ဖလားနှလုံးရခဲ့ပြီးတော့ final show လည်းရောက်လိုက်ပါသေးတယ်။ဒီမှာကျွန်တော်တကယ်ပျော်ခဲ့ပြီးအသင်းကိုပရိသတ်တွေကိုအသင်းပေါ်တွေကိုလည်းအကြီးကြီးကျေးဇူးတင်ပါတယ်။ဒီမှာကျွန်တော်တကယ်ကိုအိမ်လိုခံစားခဲ့ရပြီးအားလုံးကလည်းမိသားစုလိုလွှဲထွေးချပါတယ်။ United ကနေထွက်ခွာခဲ့ပြီးဆိုပေမဲ့ကျွန်တော်နှလုံးသားထဲမှာတော့အမြဲတမ်းအထူးနေရာတနေရာကိုပိုင်ဆိုင်ထားမှာပါလို့ Eric Singh ကနှုတ်ဆက်စကားပြောခဲ့ပါတယ်။ အသက်33နှစ်အရွယ်ကစားသမားအရီဆင်ကို United ကစာချုပ်သစ်မကန်လန်တော့ဖို့ဆုံးဖြတ်လိုက်တဲ့အခါအရီဆင်ကဂျွန်လာ30ဆိုရင် free agent အဖြစ်အသင်းကနေထွက်ခွာတော့မှာဖြစ်ပါရင်အရီဆင်ကသူ့ရဲ့အနာဂတ်ကိုလည်းတေးချာမစင်းသားရသေးတဲ့အတွက်ဘယ်အသင်းကိုသွားပြင်မလဲဆိုတာကတော့မသိသေးပါဘူးဒါပေမဲ့အရီဆင်ကဒိမတ်ကိုတော့မပြောင်းချင်သေးကြောင်းညင်းဆိုထားပြီး Premier League မှာဆက်ကစားနိုင်မှုမျှော်လင့်နေပါသေးတယ်လွန်ခဲ့တဲ့လတုန်းကအရီဆင်က Premier League ကနေတော့မပြောင်းချင်ကြောင်းပြောပြခဲ့ပါရင်ဒီတော့အင်္ဂလန်မှာသူ့ဝက်ကိုသူပြန်လည်ရှာတွေ့ခဲ့တဲ့အရီဆင်ကအင်္ဂလန်ကနေပဲအားယူချင်တာဖြစ်ပါရင် အသင်းတို့ရဲ့အချိန်တိုင်းဂိုးရီရယူပေးဖို့အစဉ်သိရှိနေတဲ့ဒိမ့်မဲ့သားအကြီးအသင်းတင်မှာအဆင်ပြေပါစေလို့ United ပရိသတ်တွေကနှုတ်ဆက်ဆုတောင်းပေးနေကြပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။